ှန်ရင်ဘဲဥလာလာအလွယ်ခွာတဲ့နေလေးရဲ့အဲ့ဥကိုအနှစ်မထွက်အောင်ဘလို့ခွဲမလဲဆိုတာဒီဖြူလေးမှာပြောပြပေးမယ်နော်ဘဲဥတွေဝယ်လိုက်ပါတယ်ဒီဘဲဥတွေကိုအရင်ဆုံးအပေါ်ကနေထက်ဆေးလိုက်တယ်ပေါ့နော်ပြီးတော့ဒါခောက်ဆဲပြုတ်တဲ့ပိုးလေးနဲ့ပြုတ်လိုက်ပါတယ်ပြုတ်ထားပြီးရဲ့ဘဲဥတွေကိုဒီလိုမျိုးလေးခောက်လိုက်ပါခောက်ပြီးရဲ့ခါကျရင်သူ့ရဲ့ဘေးလေးဘာနဲ့ခောက်ပြီးလက်လေးနဲ့အသားလေးဖိပြီးတော့မှတွန်းလိုက်ပါအဲ့ဒါဆိုရင်တလုံးလုံးကလေခွာရအရန်လွယ်ပါတယ် ဘဲဥအရန်လက်တယ်ကြက်ဥအရန်လက်တယ်ဆိုလို့ရှိရင်တော့အနှစ်ဟွာပေါ့နော်စားလင်းနဲ့ထဲ့ပြုတ်ပေါ့နော်ကတ်တတ်တယ်ပေါ့အဲတအားမလက်ဘူးပြုတ်လို့နေတော့ဆိုအဆင်ပြေပါတယ်ဒီလိုဖိတဲ့စီမှာအတွင်းအားရန်မသုံးပါနဲ့တွင်းအားအရန်သုံးရင်အထဲအားအဆန်ကွဲထွက်သွားတတ်ပါတယ်အသားနုတော့ပေါ့နော်ကျုပ်ဆိုပိုတိတာအကွဲထွက်သွားတတ်တယ်ပေါ့နော်။ဒါမဲ့ဒါအခုကလက်တစ်ဖက်ထင်းနဲ့ရိုက်ထားလို့ပါ။လက်နှစ်ဖက်နဲ့ဆိုပို့မြင်ပါတယ်ပေါ့နော်။ဒါအခုရပြီ။ ခွာလို့ပြီးတဲ့ဟာကိုဒါကြတော့အချီဂျိုးနဲ့ဖြတ်တာပေါ့နော်အချီဂျိုးမဟုတ်ပဲနဲ့တကယ်လို့ကိတ်မုတ်ဖြတ်တဲ့အဲဂျိုးစပရင်ရှိလို့ရှိနေအဲ့ဒါလေးနဲ့ဖြတ်လို့ရတယ်ပေါ့နော်အဲဒါကတော့အချီဂျိုးကိုဒီဘက်ကအလူချင်းမှာဟိုဘက်ဒီဘက်ကိုခြီးလိုက်တယ်သူမဟုတ်တခုခုမှာပေါ့နော်ဟိုခြီးလို့ရှိရင်ရပြီအဲအချီဂျိုးလေးကိုအตาလေးသူ့ကိုဟိုလှဆွဲတလို့လေးဟိုဘက်ဒီဘက်ဆွဲပြီးတော့ထည့်ထည့်ပြီးလို့ရှိရင်ညီကြီးလေးအဲပြန်လှည့်ပြီးတော့မှ တန်တန်လေးပေါ့နော်ကိုစိတ်မှန်းနဲ့တန်တန်လေးဆွဲပါအဲ့ဥလေးမှာရှိအနှစ်တရားဘယ်တော့မှမထွက်လာပါဘူးဓာတ်နဲ့ခွဲမယ်ဆိုလို့ရှိရင်သူ့ကိုထူတဲ့အရာနဲ့ခွဲလို့ရှိရင်အနှစ်တရားကံပြီးထွက်တတ်ပါလေဘာဥလာလာအနှစ်တွေကိုအကလေးနဲ့ကွဲမထွက်ဘူးဒီနည်းလေးကိုသုံးပါနော်ကြည့်အချိုးရှိရင်ရှင်းတော့ပြပါအောင်ရှင်တတား